thank uh you -huh. င်္ဂလာပါရှင်ခေတ္တ news ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်ရန်ကုန်ချင်းဆိုင်ဥရောပသမဂ္ဂကြီးတိန်ကနေဒါဆွီဒင်ပြင်သစ်နော်ဝေးဒိန်မတ်ပါဝင်နိုင်ငံတကာတန်ယုံများကဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့တန်ယုံ Facebook စာမျက်နှာရင်းရဲ့နှင်းစီပန်းလူမှုကောင်းဆောင်ရဲ့ပုံတွေကိုတင်ထားပြီးအမေရိကန်ကလည်းကြီးညာချက်ထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်ချင်းဆိုင်ဥရောပသမဂ္ဂကြီးတိန်ကနေဒါဆွီဒင်ပြင်သစ်နော်ဝေးဒိန်မတ်ပါဝင်နိုင်ငံတကာတန်ယုံများကဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့တန်ယုံ Facebook Facebook စာမျက်နှာရရဲ့နှင်းစီပန်လူလူကောင်းဆောင်ပုံတွေကိုဒီကနေ့မနက်ပိုင်းမှာပြောင်းလဲတင်ထားကြပါတယ်။ရန်ကုန်ချင်းဆိုင်ဥရောပသမဂ္ဂဆွီဒင်ပြင်သစ်ပါဝင်ဥရောပနိုင်ငံများရဲ့တန်ယုံများက၎င်းတို့ Facebook စာမျက်နှာတွေမှာဒေါအောင်ဆန်းစုကြည်ပန်းပန်ထားတာအပြာရောင်နောက်ခံတပ်ပုံကိုပြောင်းလဲကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာပြည်ထိုင်တန်ယုံကလည်းနှင်းစီပန်းပုံနဲ့ profile picture ကိုပြောင်းလဲလိုက်ပြီးဖန်စီချုံနောက်ခံထားစေဖြစ်တဲ့ဒေါက်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ဖြင့်ဒီကနေ့မိမိတို့ profile picture ကိုပြောင်းလဲထားခြင်းဖြစ်ပါတယ်။ UK အစိုးရအနေနဲ့ဒေါက်ဆန်းစုကြည်နဲ့တကွာမြန်မာနိုင်ငံအတွင်းမတရားဖန်စီခံထားသူတွေအားလုံးကိုချက်ချင်းပြန်လွတ်ပေးဖို့တောင်းဆိုပါတယ်လို့အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ကြီးညာချက်ထုတ်ပြန်ပါတယ်။ရန်ကုန်ခြေဆိုင်ကနေဒါတန်ယုံကလည်းမြန်မာနိုင်ငံအလံငယ်နေနှင်းစီပန်းပုံပါတန်ယုံ Facebook စာမျက်နှာ ရဲ့ profile picture ကိုပြောင်းလဲထားပါတယ်။မြန်မာနိုင်ငံဆိုင်ရာဒိမတ်တန်ယုံကလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ပြင်နှင်းစီပန်းနဲ့ဆုံးအုပ်ပုံပါတဲ့ဓာတ်ပုံကိုတန်ယုံ Facebook စာမျက်နှာရဲ့ profile picture အဖြစ်ဒီကနေ့မနက်မှာပြောင်းလဲထားပါတယ်။နေသာလန်နိုင်ငံတန်ယုံကလည်းဥရောပသမဂ္ဂတန်ယုံကထုတ်ပြန်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကိုပဲတန်ယုံ Facebook စာမျက်နှာရဲ့ profile picture အဖြစ်အသုံးပြုထားပါတယ်။မြန်မာနိုင်ငံဆိုင်ရာနော်ဝေးတန်ယုံကလည်းဖန်ဆီးချုံနောက်ခံထားဆဲဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ နှစ်အထိမ်းအမှတ်ပြည့်ဒီကနေ့မိမိတို့ profile picture ကိုပြောင်းလဲထားခြင်းဖြစ်ပါတယ်။နော်ဝေးနီနဲ့ဒေါအောင်ဆန်းစုကြည်နဲ့တကွာမြန်မာနိုင်ငံအတွင်းမှာတရားဖန်ဆီးခံထားသူအလုံးကိုချက်ချင်းပြန်လုပ်ပေးဖို့တောင်းဆိုပါတယ်လို့ကြေညာချက်ထုတ်ပြန်ပြီးတန်ယုံ Facebook စာမျက်နှာကိုနှင်းစီပန်ပုံများဖြင့်ပြောင်းလဲဖော်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်းဒီကနေ့ကဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပြီး2021 February မှာထိန်းသိမ်းခံရပြီးအကျဉ်းချလျက်ရှိပြီးဆင်နွှဲရတဲ့၅ချိန်မြောက်မွေးနေ့လည်းဖြစ်ပါတယ်။သူရဲ့ဘဝနဲ့လှုပ်ဆောင်ချက်တွေကမြန်မာပြည်သူတွေအတွက်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီလိုလားတောင်းတမှုတွေကိုထင်ဟလျက်ရှိပါတယ်။ဒီကနေ့အခါသမယမှာသူနဲ့အတူအခြားသောမတရားဖန်ဆီးထိန်းသိမ်းထားသူတွေကိုလွတ်ပေးဖို့အရက်သားပြည်သူတွေပေါ်အကြမ်းဖက်မှုတွေကိုရှက်တန့်ဖို့နဲ့အကြက်တဲကိုအဆုံးသတ်ဖို့တက်ဆိုင်သူအလုံးနဲ့အပြန်အလှန်ထိတွေ့ဆက်ဆံဖို့ စစ်အာဏာရှင်အဖွဲ့အစည်းကိုမိမိတို့ဆက်လက် တောင်းဆိုရလို့ရန်ကုန်ချင်းဆိုင်အမေရိကန်တန်ယုံရဲ့ Facebook စာမျက်နှာမှာဖော်ပြပါရယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ဒေါအောင်ဆန်းစုကြည်ကပြည်သူတော်လှန်ရေးအောင်ပွဲဒေသကိုနားဆွင့်နေလိမ့်မယ်လို့ NUG ကကွေးဝင်ကြီးဦးရင်မွန်ပြောပြီးမင်းဦးမင်းကိုနိုင်နဲ့ TNL ပို့ချုပ်တားဖုံးကြော်တို့ကလည်းဒေါအောင်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းနေဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဒီကနေ့ကြာရောက်တဲ့ဇွန်လ19ရက်နေ့မှာအသက်80ပြည့်သွားပြီဖြစ်တဲ့လူမှုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ကပြည်သူတော်လှန်ရေးအောင်ပွဲဒေသကိုနားဆွင့်နေလိမ့်မယ် ာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဦးရီမွန်ကပြောဆိုလိုက်ပါတယ်ဒီကနေ့ကြာရောက်တဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အသက်80နှစ်ပြည့်မွေးနေ့ဆုတောင်းပြင်ဝင်ကြီးဦးရီမွန်ကပြောဆိုတာပါအသက်80ပြည့်နှစ်မွေးနေ့ကိုဒေါအောင်ဆန်းစုကြည်အနေနဲ့အကျဉ်းစခန်းမှာဖြတ်တန်းနေရပြီးမြန်မာပြည်သူတွေလည်းလွမ်းဆွနေကြကြောင်းစေအုပ်စုအနေနဲ့ပြည်သူကဒေါအောင်ဆန်းစုကြည်ကိုချစ်လေလေစေအုပ်စုကဒေါအောင်ဆန်းစုကြည်ကိုမုန်းတိလေဖြစ်ကြောင်းဒေါအောင်ဆန်းစုကြည်အနေနဲ့ပြည်သူတော်လိုင်းအောင်ပွဲဒေသကိုနားဆွနေလိမ့်မယ်လို့ရှုံးကြည်ကြ ောင်းဦးရီမွန်ကပြောပါတယ်ဘူဂျုံအောင်ဆန်းနဲ့ဒေါအောင်ဆန်းစုကြည်တာဖာနီယောက်ကိုရရှိခဲ့တာကမြန်မာလူ့ဖွဲ့စည်းအတွက်အရာတော်တယ်လို့ပြောရပါလိမ့်မယ် သူတို့ရဲ့ကိုကျင့်တရားဉာဏ်ပညာသူရတ္တိနဲ့ဆွန့်လွတ်ပေးဆက်မှုဟာကျွန်တော်တို့အားလုံးအတွက်ရှေ့ဆောင်လမ်းပြဖြစ်ခဲ့ပါတယ်။ဒီကနေ့2025ဇွန်လ19ရက်နေ့ဆိုရင်အမေတောင်ဆန်းစုကြည်အသက်80တင်းတင်းပြည်ပါပြီ။သူရဲ့အသက်80ပြည့်မွေးနေ့ပွဲကိုအကျန်းဖက်စစ်ကောင်စီရဲ့အကျဉ်းစခန်းတစ်ခုမှာဖျက်ဆီးရဖို့ရှိပါတယ်။ဒီအချိန်မှာမြန်မာပြည်သူတွေကသူတို့ချစ်တဲ့အမေစုကိုအထုတလည်လွမ်းဆွန်နေကြပါတယ်။ကြီးကြီးငယ်ငယ်အရွယ်မရွေးမြန်မာပြည်သူတွေကဒေါအောင်ဆန်းစုကြည်ကိုအမေစုလို့ခေါ်ကြပါတယ်။အမေစုဆိုတဲ့ခေါ်ပေါ်မှာသူတို့ရဲ့ချစ်ခင်မြတ်နိုးမှု မြန်မာလူ့ဖွဲ့စည်းရေးမိခင်ဖြစ်တက်မိုးထားမှုကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်မြစ်တာဆိုတာအသွားပြန်ရှိရဲဆိုတဲ့စကားလုံးလိုပဲဒေါအောင်ဆန်းစုကြည်ရဲ့ပြည်သူပေါ်ထားတဲ့မြစ်တာကိုပြည်သူကတုံ့ပြန်ရှောင်ပြန်ဟက်ခဲ့တာပဲဖြစ်ပါတယ်။မနာလိုဝန်တိုစိန်အင်မတန်ကြီးပြီးပြည်သူကိုရှန်သူလိုမှတ်ယူလို့ရှိတဲ့စေအုပ်စုကတော့ ပြည်သူကဒေါအောင်ဆန်းစုကြည်ကိုချစ်လေသူတို့ကဒေါအောင်ဆန်းစုကြည်ကိုမုန်းထီးလေဖြစ်ပါတယ်။ဘာကြောင့်အခုထိဒေါအောင်ဆန်းစုကြည်ကိုပြန်လွတ်မပေးသေးတာလဲသိကြပါရယ်။ဒေါအောင်ဆန်းစုကြည်ဟာအကျဉ်းထောင်ပြပကပြည်သူတွေရဲ့ရေးတော်ပုံကြီးနဲ့တက်သားရေးရက်တီရဲ့အတွက်ဖြစ်ပါတယ်။စေအုပ်စုရဲ့လူမဆန်မှုကိုကောင်းကောင်းသိရဒေါအောင်ဆန်းစုကြည်ကတော့အကျန်းဖက်စကောင်စီစီကဘလို့တနာငင်းညာမှုမျိုးကိုမှမျှော်လင့်လိုက်မှာမဟုတ်ပါဘူး။သူမျှော်လင့်မှာကတော့ပြည်သူတော်လှန်ရေးရဲ့အောင်ပွဲပဲဖြစ်ပါတယ်။အောင်ပွဲရဲ့ဒေသကိုပဲသူနားစင်နေမှာဖြစ်ပါတယ်။အသက်80ပြည့်မင်္ဂလာမွေးနေ့ မှာဒေါအောင်ဆန်းစုကြည်အသက်ရှင်ပါစေဖုန်းကြည့်ပါစေသူချစ်တဲ့ပြည်သူတွေနဲ့ကြမ်းကြမ်းမမမြန်ဆုံးပြန်လည်ဆုံစည်းနိုင်ပါစေလို့စုမုံကောင်တောင်းလိုက်ပါတယ်လို့ဦးဟီမုံကပြောဆိုထားပါတယ်အလာဒူ88မျိုးဆက်ကြောင်းသားကောင်းဆောင်ဦးမင်းကိုနိုင်ကလည်းဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းမှုလက်တွေ့ကြမှုကိုဝိုင်းဝန်းလှုပ်ဆောင်နေကြကြောင်း၎င်းချင်းနေကိုလူလူကောင်းဆောင်ကိုသိစေခြင်းကြောင့်ပြောဆိုပါတယ်ဆုတောင်းတာထက်လက်တွေ့ကြတာလုံနေကြပါတယ်တော်လိုင်းအောင်နေဒီဘက်ပေါင်းဆောင်ကဒနာရှိသူဒနာဆိုင်အသက်ဘဝရှင်ကြသူတွေကရှင်ကြလောအဉ္ဉဏ်ပညာရှိသမျှအား နဲ့တရားတဲ့ဘက်ကအနိုင်တိုက်ကြပါမယ်ဆိုတာအတမဖန်စီမတရားအမှုစဉ်ထောင်ချခံရသူ လူမှုကောင်းဆောင်သိစေချင်တာပါလို့ဦးမင်းကိုနိုင်ကပြောပါတယ် TNL လွတ်မြောက်ရေးတမတော်မှာအထွေထွေအတွင်ရင်းမှုဗိုလ်ချုပ်တာဖုန်ကျော်ကလည်းဒေါအောင်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းလိုက်ပြီးမြန်မာနိုင်ငံကိုအမြန်ဆုံးပြန်လည်ဦးဆောင်နိုင်ပါစေကြောင်းမွေးနေ့သတင်းစကားပါလိုက်ပါတယ် Happy Birthday ဒေါအောင်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ပါစေမြန်မာပြည်ကိုအမြန်ဆုံးဦးဆောင်နိုင်ပါစေလို့ဗိုလ်ချုပ်တာဖုန်ကျော်ကသူ့ရဲ့လူမှုကွန်ရက်မှာတဆင့်ရုပ်သံနဲ့မွေးနေ့ဆုတောင်းထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင် ရန်ကုန်ပြည်လမ်းပါဝင်မင်းလာမြို့နယ်ရှိနေရာသုံးခုမှာတိုက်ပွဲဖြစ်ပွားတဲ့အတွက်လမ်းများပိတ်နေပြီးစစ်ရာရှိနှုတ်ဦးပါဝင်စစ်သားတေဆုံးမှုများပြားကစစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူလေးဦးတေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတွင်ရှိရန်ကုန်ပြည်လမ်းပါဝင်မင်းလာမြို့နယ်နေရာသုံးခုမှာတိုက်ပွဲများဖြစ်ပွားနေပြီးအစံဘတ်စစ်တပ်ဘက်မှအရာရှိနှုတ်ဦးပါဝင်စစ်သားတေဆုံးသူများပြားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရေးတရင်ရင်းမြစ်တွေကပြောပါရယ်။ဇွန်လ16ရက်နေ့ညနေ4:00နာရီခန့်အချိန်မင်းလာမြို့နယ်အုတ်တွင်းရွာနီးရှိအစံဘတ်စစ်တပ်ရဲ့စစ်ကွင်း တာဆောင်စစ်စင်းခိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီထိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှအများရှိနှောင်းအပါဝင်ထိခိုက်ဒေဆုံးသူများပြားခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်မျိုးဘက်ရှိမင်္ဂလာဆောင်မှပြန်လာတဲ့အမျိုးသမီး၃ဦးသေဆုံးခဲ့ပြီးရှုပ်အလောင်းများကိုလက်ရှိအချိန်ထိကောက်ယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။တပြိုင်နက်တည်းမနေ့ကညနေ၄နာရီကျော်ခန့်အချိန်မင်းလာမြို့နယ်အပိုင်းရှမ်းကုန်းပြည်လန်းနဲ့ပဲခူးယူမှအကြရှိနေရနှစ်ခုမှလည်းအကြမ်းဖက်စစ်တပ် ဲ့တွန်လိုင်းတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ပွဲဖြစ်ပွားရာနေရာကိုအကြမ်းဖက်စစ်တပ်ဘက်မှစစ်ကူစစ်ကြောင်းတွေပါရောက်ရှိလာတာကြောင့်တိုက်ပွဲများလက်ရှိအချိန်ထိဖြစ်ပွားနေရကြောင်းသိရပါတယ်။ အလာဒူဇွန်လ18ရက်နေ့မနက်9နာရီခန့်ချိန်မင်းလာမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ရန်တန့်ပစ်ခတ်ခဲ့ရာဖားလီကွင်းမြောက်စုရွာကိုကြားရောက်ပါကွဲခဲ့ပြီးအသက်80ရွယ်အငိမ့်သားចောင်းဆရာမကြီးဒေါ်တင်ရီလက်နက်ကြီးကြီးထိမှန်ပြီးတိစုံခဲ့ကြောင်းတရွာရင်းနေထိုင်သူမခိုင်တင်းကြီးလည်းပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါရယ်ဒီကနေ့နေ့လယ်ပိုင်းမှာမင်းလာမြို့နယ်တာလင်းရွာမှာတပ်ဆွဲထားတဲ့ပြူစောတီတွေကဖော်ကာနဲ့လက်ဆက်ရွာကိုဝင်ရောက်စဉ်တော်လိုင်းတပ်ဖွဲ့တွေနဲ့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါရယ်တိုက်ပွဲတွေကနေရာ 3ခုလောက်မှာဖြစ်နေတယ်ဒီကနေ့မနက်ပိုင်းမှာလည်းဆက်ဖြစ်နေတော့မယ်အခုထိမပြီးသေးဘူးရန်ကုန်ပြည်လန်းကိုလည်းပြည်သူတွေမသွားကြဖို့ပြောကြနေစစ်ခွေးတွေကထိခိုက်သေးဆုံးမှုတော်တော်များတယ်သေဆုံးနေတယ်မှာဘူဟာမှုပါတယ်လို့တော့မသိရပေမယ့်အတိမပြုတ်နိုင်သေးဘူးတေတာကစစ်ခွေးဘက်ကတော်တော်များတယ်တိုက်ပွဲတွေမှာပြည်သူတွေလည်းထိခိုက်သေးဆုံးမှုတွေရှိရဲ့လက်ရှိမင်းလာမျိုးတွေကတိုက်ပွဲချင်းတွေကြောင့်တရက်တပင်အားထက်ကကျောင်းပါဝင်ကျောင်းတချို့ကပိန်လိုက်ရပြီလို့ PDF စီရင်တဲ့ရင်းမြစ်တွေကရှင်းပြပါရတယ်ဘကိုတိုင်းတွင်မင်းလာမျိုးတွေရှိတိုက်ပွဲဖြစ်ပွားရာနေရာများစုမှာ PDF များစုံမထားပြီးစစ်ကောင်စီတပ်ကမြို့နေရာကွက်ကွက်မှာသာတပ်ဆွဲထားနိုင်ကြောင်းဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ ဆက်လက်ပြီးကြိုင်လန်မျိုး CPP ဓာမြီဩဇာကုမ္ပဏီမှအရှောင်းကိုယ်စားလှယ်လင်မယားပတ်သိမ်းကိုအသွာရေမြောင်းတွင်ကားထူးကြပြီးနှစ်ဦးစလုံးရေမွန်းတည်ဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။ AR တိုင်းကြိုင်လန်မျိုး CPP ဓာမြီဩဇာကုမ္ပဏီမှအရှောင်းကိုယ်စားလှယ်လင်မယားပတ်သိမ်းကိုအသွာရေမြောင်းတွင်ကားထူးကြပြီးနှစ်ဦးစလုံးရေမွန်းတည်ဆုံးသွားတယ်လို့၎င်းရဲ့မိတ်ဆွေများနဲ့ဒေသခံပြည်သူတွေကပြောပါရယ်။ဇွန်လ16ရက်နေ့ညနေ9:00နာရီအချိန် AR တိုင်းမြောင်းမြလန်းကံကုန်းနဲ့ကြိုင်လန် AR CPP ဓာမြီဩဇာကုမ္ပဏီမှဦးစီထုံ ဝင်မောင်းနေလာတဲ့ Toyota Hilux Vingo ကားကတစ်ဖက်ကမ်းမှလာတဲ့ရှင်ကိုတင်းရှောင်ရင်လမ်းပြီးရင်မြောင်းနဲ့ကိုထိုးချသွားကြောင်းရင်မာရှင်မြောင်းနဲ့ထိုးချသွားပြီးရဲ့နောက်အနီးနားမှာပြည်သူများကဝိုင်းပြီးကယ်ဆယ်ရေးလှုံ့ဆော်ခဲ့ကြတော့လေကားပေါ်မှာလိုက်ပါလာတဲ့ဦးစီထုံအင်းနဲ့ဇနီးမဆဆန်ထီတို့နှစ်ဦးစလုံးရင်မောတည်ဆုံသွားကြောင်းသိရပါတယ်တည်ဆုံသူနှစ်ဦးစလုံးမှာဘာထင်ရမှမရှိဘူးကားကရင်မြောင်းနဲ့ကျတဲ့အချိန်ရင်မောပြီးတည်ဆုံတော့အခင်းဖြစ်ပြီး15မိနစ်လောက်မှာပြည်သူတွေဝိုင်းခဲ့ပြီးမြင်အသက်မမီတော့ဘူးရင်မြောင်းလဲတော်တော်နဲ့တဲ့အခုတော့သက်ဆိုင်ရာကတဆင် င်းသူတို့မိဘဆွေမျိုးတွေစီဆက်သွယ်ပေးထားပြီလို့အခင်းဖြစ်တဲ့နေရာကိုရောက်ရှိခဲ့တဲ့ဒေသခံပြည်သူတအုပ်ကပြောပါရယ်ဦးစီထဝင်းနဲ့မဆဆန်းထီတို့ဇနီးမောင်နှံကကြိုင်လက်မြုပ်ကန်နေဖြစ်ပြီးသာသမိမရှိကြောင်းအလူတန်းဝါဒနာပါပြီးလူချင်းလူခင်ပေါ်မရကြသူဖြစ်ကြောင်း CBB ဓာတ်မြေရောစာကုမ္ပဏီရဲ့အယောင်ကိုစလဲဖြစ်အရာရီတိုင်းတခွင်လှည့်လည်ပြီးရောင်းချနေသူဖြစ်ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။